တင်ဆက်ပေးမှာကတော့မြမယာစုဆက်ဆက်မှာတွေ့ရတဲ့ဒန်နိုင်လာဂလုံးဆိုတဲ့တရားစမ်းကြောင်းကိုတင်ဆက်ပေးပါမယ်။ဂျင်းဘာသာဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာတို့မှာလေးုံနဲ့တူသောမြင့်မြတ်သောနာမ်ကိုမှတ်ယူခဲ့ကြပါတယ်။လေးလုံးကိုစောင်းတသောတရားသည်ကနုံမီဤမကဒအပိဓာများကအတိတ်ပဲပေါ်ပြကြပါတယ်။ဒါအပြင်ကနုံသည်မှတ်တို့၏မင်းလည်းဖြစ်တဲ့ပါဏိဘာသာစကားအဖြစ်ကနုနာရာဇာမှုလည်းခေါ်ကြတယ်။၎င်းတို့ကိုနှိမ်နှင်းတပြက်နိုင်တဲ့ နှုံးဤအတောင်များမှာရွှေအစင်းကဲ့သို့တောက်ပြောင်းလာပါသည်ဟုအထကထာကျမ်းသားကလည်းဆိုသည်တက္ကဒဘာသာစကားဖြင့်ဂရုတာဟုခေါ်ပြီးဟိန္ဒူဘာသာတွင်လည်းပိတနုနဗျာဤစီးတော်ဤဖြစ်သည်ဟုလည်းဆိုကြပါသည်ဗုဒ္ဓဘာသာကျမ်းစာများ၌ဂနုံငတ်များသည့်နိုင်ငံတီထောင်ကနေထိုင်ကြသလိုအောက်ချုပ်သောဂနုံငတ်များလည်းရှိကြသည် င်းကလေးဂျူအမတ်သားမှာဂလုံးဖြစ်စီရဲရင်ချင်းခွန်အားပလကြီးချင်းအောင်မြင်ချင်းတို့ကိုဆောင်ကျင်းလေပြီးဟိန္ဒူဘာသာကျမ်းဂန်များ၌ဂရုတခေါ်ကနုံငတ်သည့်ရွှေအောင်အစင်းစီသောလူသားကိုအဖြူရောင်မျက်နှာအနီရောင်တောင်မှန်နှင့်တိုင်ငယ်နှုတ်ပြီးရှိသည်ဟုလည်းဖော်ပြကြပါသည်။ခေါင်းပေါ်တွင်တရပူဆောင်းကနေရောင်အားပိတ်ဆို့ထားနိုင်အောင်ကြီးမားသည်ဟုဆိုကြပါသည်။တခြားအာရှနိုင်ငံများမှကနုံငတ်နှင့်ပတ်သက်သည့်ပုံမြင်ဒဏ္ဍာရီဆိုယုံနှင့်လူပညာလျှောက်များကို အိန္ဒုဘာသာနဲ့ဗုဒ္ဓဘာသာပြန်ပွားခဲ့မှုရာဒေသများတွင်ပုံတရံအမျိုးမျိုးအမည်အမျိုးမျိုးတွေတွေ့ရပါတယ်။ထိုင်းနိုင်ငံတွင်ဂနုံကအခရူဖာဟုခေါ်ပြီးနိုင်ငံတော်အမတ်တစိဖြစ်အသုံးပြုကြတယ်။ထိုင်းပြည်ရင်မိသားစုအမတ်တစိဖြစ်တဲ့အသုံးပြုခဲ့ကြပါတယ်။ဒီခုကမှတော့ဒီတရဝါစမ်းနေရဒဏ္ဍာရီတွေထဲမှာပဲကြံခဲ့ပြီလို့ထင်ပါတယ်ဒီကနုံတွေကတကယ်ပဲရှိလားဘယ်သူမှတိတိကျကျမသိနိုင်ပါဘူးဒါကြောင့်ဒီဒဏ္ဍာရီကတရဝါစမ်းတစ်မျိုးဖြစ်တယ် ကြောင်းကိုဘုဒ္ဓတာဖြစ်ပွဲတင်ဆက်ပေးလိုက်ရပါတယ်